ဦးအောင်တင်အမွေတကယ်တိုးတက်ရမယ်ဆိုတဲ့ဥစ္စာတခြားသူကိုပြောလို့ရှိရင်နည်းနည်းခက်ပေါ်ပေါ်ရှိသေးတယ်။ငါကိုယ်တိုင်ပြောတာငါတော်တော်နှင်းကြတဲ့ဘဝကြီးကတလာရတာတကယ်လို့ဆိုတာအိမ်မက်တောင်မမြင်ခဲ့ဘူးစိတ်ထဲမှာပြောနေတော့အိမ်မက်တောင်မတ်လို့မရနိုင်တဲ့ဘဝဒါပေမဲ့နောက်တနေ့ကျတော့တကယ်လို့မှဆရာဖြစ်ခဲ့ရတယ်အကောင်းစားဆရာတော်မှ ပေါ်တီပေါ်စားဆရာမျိုးမဟုတ်ဘူးနော်။နောက်အခုဒီစင်ပေါ်မှာဒီမှာစကားပြောနေတဲ့အဆင့်ကိုရောက်လာခဲ့သေးတယ်။ ထားပါအဲ့ဒါတွေကိုပြောနေရင်အထုပ်ပတိတော်ကြီးဖြစ်သွားလိမ့်မယ်အဲ့ဒီတော့တဏှိတိတ်ကောင်းမှုလိုတယ်မာလားပြောလားလောကကြီးမှာမာတဲ့လူတွေ့နေရရှိရဲ့ပြောတဲ့လူတွေ့နေရမရှိဘူးတန်ညုံကိုတသားပေါ်မှာထိုင်ကနေရိုက်လိုက်တာတန်ညုံဝင်သွားတာကတသားပြောလို့တန်ညုံတွေ့နေရဖယ်ပြလိုက်ရတာအဲ့ဒီတန်ညုံကိုကြောက်တုံးပေါ်မှာရိုက်ထက်လိုက်ရင်ဒိုင်းကနေကိုယ်သွားတာပေါ့ကြောက်တုံးကဖင်ပေးဘူး sorry i'm sorry ပဲဒါကြောင့်မင်းပြောလားမာလား ပြော့ရင်နေရာဖယ်ပေးလိုက်ပါမာရင်နေရာယူပါအဲဒီတော့မင်းကုတ်မင်းတတိမွေပါတတိဆိုလိုက်တဲ့ကိစ္စဟာကျင့်ယူရတယ်ဒါပေမဲ့နှစ်မျိုးရှိတယ်ကာယတတိနဲ့စိတ်တတတိသို့မဟုတ် moral courage စရိတတတိနှစ်ခုရှိတယ်ကာယတတိအကျင့်ကလွယ်တယ်စရိစိတ်တတတိကကျင့်တာခက်တယ်ကာယတတိကြတော့ရန်ဖြစ်ဝတ်တဲ့ကလေးကိုဂျူဒိုတို့တိုက်ကွန်ဒိုတို့ကရာတေတို့ တောင်းတင်ပေးလိုက်လို့ဂျူရိုကမန်းနဲ့ဖြစ်လို့ရှိရင်ဘယ်သူ့ဘုံမှာကြောက်ရမလို့ဘူးယုံကြည်တာတယ်စာရိတာတက်တိမှာအဲလိုယုံကြည်မှုကပမာနေရလဲဆိုတော့ခုနကပြောခဲ့တဲ့စာဖတ်ခြင်းတိုးတက်ခြင်းနဲ့စိတ်မျိုးပေါ်တဲ့တွေ့စာဖတ်ခြင်းပညာရှိတို့ဤစကားကိုနားထောင်ခြင်းအဲလိုလုပ်ပြီးမှ ကိုယ်စိတ်ကိုကိုယ်ဝန်းယူဝန်းယူအစင်မြင်တထက်မြင်အောင်စိတ်ကိုမွေးယူပါအဲ့ဒါမှသူကမြင်လာတာစိတ်ကလည်းနော်ကြွတားရှိတယ် လူမကြောသားရှိတယ်မထင်နဲ့စိတ်လည်းကြောသားရှိတယ်စိတ်ရဲ့ကြောသားကမြင်ရမြမျိုးမဟုတ်ဘူးလူရဲ့ကြောသားကကြတော့အလေးရအောက်ကိုဆွဲချတယ်ကိုကဆွဲမှာတယ်နောက်တော့လမောင်းတွေဘာတွေကြီးလာတယ်အဲဒီလိုပဲစိတ်ရဲ့တတိကြတော့ခက်ခဲတွေတွင်ရင်အဲ့ဒါကိုရင်ဆိုင် ပြန်စစ်ကြည့်ကျောင်းသားတွေကိုပြောမယ်ဆိုလို့ရှိရင်ပုံစံတစ်ခုခက်ခဲတဲ့ပုံစံတစ်ပုဒ်ကိုတွက်ကြည့်တွက်ကြည့်လို့မရတော့မှလည်း short ကိုကိုယ်တိုင်အချိန်ချင်းတွက်လို့မရတော့မှလည်း short ဆရာကမင်း အဲဒီလိုတင်ချတဲ့ဘုံရဲ့စိန်ခေါ်မှုကိုလက်ခံဝင်တဲ့တတိမျိုးကိုကြားရှင်မွေးအဲ့ဒါဟာစိတ်ကြွတာရဲ့တတိရဲ့နီးပါအဲ့ဒီလိုတတိမျိုးပါအဲ့ဒီတတိမရှိရင်တော့ဖြစ်ရင်အဲ့ဒီတတိမရှိရင်တော့ဖြစ်မင်းနောက်ဆုတ်ပေးလိုက်ပါနော်အဲ့ဒီလိုတတိမျိုးမွေးဖို့ကိစ္စဟာပြန်မှန်းတယ်နော်เจ้าสาซีบูดาดาเนาะเสี่ยโกจีอากงนี่บาเนี่ยเม็งโกเม็งค้านซันมาโอบาดากูซินซาซันมา ငငယ်မှာကိုကိုကိုခိုင်းရတယ်နော်ငငယ်မှာကိုကိုကိုမခိုင်းရင်ကြီးလာရင်သူများခိုင်းတာခံရတတ်တယ်။မောင်ရင်တို့ငငယ်မှာခိုင်းမှာကိုကိုကိုအဲ့ဒီခိုင်းတဲ့ဥစ္စာရဲ့ကို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 မိန်ကိုနားထောင်တာတတ်တယ်။လူတွေဟာကိုမိန်ကိုကိုနားထောင်တယ်မထင်နဲ့နော်။သူများခိုင်းတဲ့မိန်ကိုသာကျုံးနုံတာကို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 မိန်ကိုကိုကျုံးနုံတဲ့လူတော်တော်နေတယ်။သူများခိုင်းတာသာဟုတ်ကဲ့ဘာညာဆိုတာပြောတာဟုတ်လား။သူများခိုင်းမှာကိုဘသာကိုကြတော့မနက်ခွန်းနာရီ 9နိုင်အေးရထားမယ်ဆိုလို့ရှိရင်မနက်9နိုင်နှိုးဆက်ကနှိုးတော့ကိုကမထချင်နေပါစေရပါတယ်အဲ့ဒီနှိုးဆက်ပိတ်လိုက်ရောဘာဖြစ်လို့လဲဆိုတော့ကိုကိုကိုမကြိုးနှုံတော့ကိုကိုကိုမကြိုးနှုံရင်ကိုခိုင်းတာကိုကိုကိုမကြိုးနှုံရင်သူများကိုကြိုးနှုံအောင်ဘယ်တော့မှမခိုင်းနိုင်ဘူးမိမိကိုကိုမိမိမအောင်တဲ့မျှကာလပတ်လုံးလောကကြီးကိုလည်းမအောင်နိုင်ဘူးဆိုတာပုံလေးရုံပါဒါကြောင့်ပထမဦးဆုံးကိုကိုကိုကြိုးနှုံတဲ့တတိကိုကိုကိုအားကိုးတဲ့တတိ စိန်ခေါ်ခြင်းကိုလက်ခံဝန်ထမ်းတက်သည့်ရံဖြက်လို့စိန်ခေါ်တာစိန်ခေါ်တာမဟုတ်ဘူးနော်အခက်ခဲမင်းကုန်းပု္ပ္စာစပေးကိုလုံးနေတဲ့ဒရင်စာတွေရဲ့စိန်ခေါ်ခြင်းကိုလက်ခံဝန်ထမ်းတက်သည့်တစိကလေးရှိဆရာကိုအကူရဲဟာမျိုးမဟုတ်ဘဲနဲ့ကိုချရောက်ပေါ်ကိုအကူရဲချင်တဲ့တက်သည့်အဲဒီတက်သည့်မျိုးဖြစ်အောင်မွေးပါအဲဒီလိုဝေးလာလိုက်ရင်ခုနကတည်းကအထိတ်ထံမှာထပ်ပြီးခိုင်းလာနိုင်မယ်ကောင်းပြီပထမဆုံး ဘဝနဲ့ပတ်သက်ပြီးတော့ခုနကတက်တည်ရယ်ဘဝတိုးတက်ရမယ်ဆိုတာရယ်အဲ့ဒါကိုပြောပြီးတဲ့နောက်အရေးကြီးဆုံးတစ်ခုကိုပြောတော့မယ်တကယ်ဆိုတော့ဒါစတာပြောရမှာသို့တော့ခုနကရှေးကတိမ့်ထန်ပြောချင်တာနဲ့ရှေးကတင်လိုက်ရတာခုနောက်ပြောရမှာကမင်းကြီးဘဝရှင်လားတိုးတက်ရှင်လားကြီးဘဝရှင်တမာတဲ့ဘဝမှာအောင်မြင်ကြပါတယ်တိုးတက်ရှင်မှာလဲဆိုရင်အသက်ရှည်ပါစေနော်အစောကြီးတည်ကြည့်လိုက်ပါလားဘဝမရှိတော့ဘူး ဘဝဆိုတာအတက်ကိုပြောတာအဲ့ဒီအတက်ကလေးထွက်သွားတော့မှသွားရပြီသွားပြီဘဝဆိုတာမရှိတော့ဘူးဘဝမှာတိုးတက်ခြင်းရဲ့အရေးကြီးဆုံးကဘာလဲဆိုတော့အသက်ရှင်အောင်နေပါအသက်ရှင်ဖို့ဆိုတာကိစ္စကခန့်ခင်ငယ်တွေဟာလူငယ်တွေဟာကလေးတွေပေါ့ကျွန်တော်တို့လည်းဒီလိုပဲကျွန်တော်တို့လည်းငယ်ငယ်ကဒီအတိုင်းပဲကိုဘယ်တော့မှမသိရတော့မှလို့ပဲတေးတယ်ဆိုတာလူကြီးတွေကိစ္စပေါ့ဒါကိုနဲ့မဆိုင်ဘူးအဲ့ဒီလိုအောင်မေးတာ အခုငါတို့တွင်မဟုတ်မင်းတို့လည်းဒီအတိုင်းဖြစ်နေတာကိုဘသာကိုစဉ်ပြန်စဉ်းစားကြည့်တေးတယ်ဆိုတာလူကြီးမှာပေါ့ဒုံးနဲ့မဆိုင်ဘူးလို့အောင်းမိတာဒုံးနဲ့မဆိုင်ပဲတင်းမှတင်းနေကြတာများကြီးအဲ့ဒီတော့အသက်ရှင်အောင်ဘယ်မှာလို့နေဘယ်မှာနေရမလဲအကျမရေကိုကျူးဆိုင်ပါ ကျမရေကိုကျူးဆိုင်တယ်ဆိုတာဘာလဲအစားတောင်းနေထိုင်အသက်ကိုညံဆောင်းနေဆိုတာတည်ထားနော်ရုပ်တရက်ဆိုလို့ရှိရင်ဒီအမွေနဲ့မဆိုင်ဘူးလို့ထင်ရတယ်အရေးကြီးဆုံးတော့ဒီကိစ္စမှာ ဘဝမှာအတတ်ရှိရင်ဘဝမရှိဘူးကျမအဲ့တော့ကျမရေကိုဂယူဆိုင်ဂယူဆိုင်တဲ့အထဲမှာဘာတဲ့ရေကြီးလဲဆိုတော့အပြောပါကြက်ကြက်သိထားပါခုကြတော့မွေးရစေဝဘက်ကိုရောက်သွားပြီခုနကအပြောပါဆိုတဲ့ဥစ္စာမျိုးဆက်တဲ့တိုးတက်ရေဖို့တိုးတက်ရေဖို့ဈာဟုံးမှာဆိုရင်ကျွန်တော်ရေးထားတယ်အဲ့ဒီမောင်ရင်တို့ခင်မှာဆိုရင်အရာကိစ္စဒါဟာကိစ္စလို့ဖြစ်နေတယ် အဲ့လိုခက်စားနေတဲ့အဖြစ်ဟာကလေးတွေရဲ့အပြစ်လည်းမဟုတ်ဘူးအဲ့ဒီအဖြစ်ဒီရဖြစ်လာရတဲ့ကိစ္စဟာလူကြီးတွေရဲ့အပြစ်ဖြစ်တယ်လူကြီးတွေကြောင့်ဖြစ်ရတာကျွန်တော်တို့လိုလူကြီးတွေပေါ့ကျွန်တော်တို့လိုလူကြီးတွေရတယ်ဘာကြောင့်ဖြစ်လာလဲဆိုတော့ကျွန်တော်ထက်ကြီးတဲ့လူကြီးတွေကြောင့်ဖြစ်လာတာအဲ့ဒီတုန်းကဘာကြောင့်ဖြစ်လဲဆိုတော့အဲ့ဒီအရတောက်တောက်သွားမိကြတာဘာကြောင့်လဲဆိုတော့ဒုတိယကမ္ဘာစစ်ကြီးစစ်ဖြစ်တဲ့ဆိုတာကလေးတွေကြောင့်ဘယ်တော့မှစစ်ဖြစ်ဘူးအဲ့ဒီလူကြီးတွေလူကြီးအယူတွေကြောင့်စစ်ဖြစ်တာဟုတ်လား ဟုတ်တယ်လေကဘာမှာရှိရဲ့ဒုတိယဘာစစ်ကြီးဟစ်လာအာနာယူလို့ဖြစ်ခဲ့ရတာလူကြီးတွေကြောင့်စစ်ဖြစ်တာအဲ့ဒီလူကြီးတွေကြောင့်စစ်ဖြစ်တော့အောင်သိန်းတို့ကတော်ရရပြင်းတော်ပြင်းရင်တော့ပေတီတီကောင်တွေနဲ့တွေ့ဒီတော့ထန်းရည်လေးပါလေးတောက်အဲ့ဒီကစင်စင်တက်လာလိုက်တာတိလာအဲ့ဒီကနေကြီးလာတဲ့အခါကျအရေးဖြစ်လာတော့တာပေါ့အဲ့ဒီတော့လူကြီးတွေကဒီလိုအဲ့ဒီလိုပြတ်တော့ကလေးတွေကကြတော့ပဝင်းကျဲမှာအရေးတောက်တာထူးဆန်း မဟုတ်တော့ဘူးယိုးသွားပြီဒါပေမဲ့အရတောက်တာကယိုးသွားပြီမဲ့အရတောက်တာဟာလူရဲ့စိတ်ထဲမှာယိုးသွားပြီမဲ့အရရဲ့ဂုံတတိဟာမျိုးသွားဘူးသူဟာအများရန်ဩဇာအာဏာရှိတယ်ဘာကြောင့်လဲဆိုတော့အရတောက်တဲ့ဥစ္စာတောက်ပြီးလို့ရှိရင်အရမှမနေဘူးနောက်ဆင်းရောက်တတ်တယ်အဲဒီနောက်တဆင်းကပြောပြောပါဘာညာဆိုတဲ့ကိစ္စဖြစ်ရင်ဖြစ်မယ်အင်ဂျိုအင်ကြားသွားတဲ့ကိစ္စဖြစ်ရင်ဖြစ်မယ်တော့မဟုတ်လို့ရှိရင်ခုနကမိုးရစေဖြစ်ခြင်းဖြစ်မယ်ဘိမ်းမြူဖြစ်ခြင်းဖြစ်မယ်တကယ်ပါ ျွန်တော်တကယ်ကြုံခဲ့ရတာပါစာအုပ်ထဲမှာဖွင့်ဟဝန်ခံထားတယ်ဖတ်ကြည့်ပါကြောင်ရရသေးတယ်အဲ့ဒီနေရာမှာရေးပြီးသားဆိုတော့ဒီနေရာမှာအချင်းမကုန်းစေခြင်းလို့မပြောတော့ပါဘူးတဆင့်မီဆင့်သွားတာဟာအရက်ကအရက်ရဲ့ကုန်တတိဟာတပြားသားမှမလျော့ဘူးအေကောတခွာတောက်တော်မူကတုံညာတုံတုံညာ ၊၃ညံ၊စိတ်ညံဤအယံမှိန်ပြီးညင်ကြတော့တာပေါ့။အဲ့ဒါကအယံသမားတွေရဲ့ကာထာ။ဖျားဟော ပါဠိတော်ပါပါဠိနဲ့မှမဆိုင်ဘူး။အယံသမားတွေမူမူနဲ့တောင်ပြောမြောက်ပြောလောက်ထားတဲ့ပါဠိ။အဲဒွေယောဒွေယောနှစ်ခွက်တော့မူကသူရဲ့သူရန်ရဲရင်ဤပါလဲကွာဘသူမှကင်းဆိုင်ဘူးအသေးကိုကြောစားမယ်ဘဲခွဲကိုမှလူမထင်ဘူးပါညာပေါ့3ရော တောင်းခတော်မူကတုံနခေါ်တုံနခေါ်ခွေပြည့်ဤတဲ့ဒီတော့သူတို့စကားတိုင်းအရရကုန်တတ္တိဟာဟိုတုန်းကလည်းဒီတိုင်းပဲဒီခုလည်းဒီတိုင်းပဲမောင်ရင်တို့ရက်တောက်တတ်တဲ့ဥစ္စာကိုတရိထားမင်းတို့ခင်မှာအဲ့ဒီလိုတရိထားတယ်ဆိုတာကအဲ့ဒီကနေနောက်ထပ်တစ်ဆင့်တက်လို့ပြောနေတာဟိုတင်ကစားတင်ကစားဆရာတော်ဖျားကြီးပြောလို့ပဲအရဟာအရင်ကြည့်ဘူးတဲ့အဲဂျိုးထောင်လေးလို့ပဲကွာဒါ သူကြောင့်ဒီပြင်ဟာတွေဖြစ်ဖြစ်ကုန်ကြလို့ပိုရေးကြီးတယ်ဆိုတဲ့စကားအဲ့ဒီဟာတစ်ချက်တည်းထားပါကျမရေးကျမရေးမှာအထူးသတိထားဖို့အရက်အရက်ကဘာဖြစ်လို့လဲဆိုတော့အရက်ထက်ဆိုတဲ့ဘက်ကိုသူကသွေးဆောင်ပြီးခေါ်သွားလိမ့်မယ်သူကတလည်းမကောင်းတဲ့စီကိုသွားဖို့အတွက်တပြားတိုက်ဖို့လိုတဲ့တပြားတိုက်ဖို့လိုတော့ခိုးဖို့လိုတော့ရံဖြစ်လို့ရံဖြစ်ဖို့လိုတော့အဲ့ဒါအတွက်သူကဒလန်လောက်တာ အရက်ကတာကြောင့်မို့အဲ့ဒါကိုတရီထားအရက်ကြောင့်တိတ်တက်တယ်နော်မော်တော်ကားပေါ်ကလိမ့်ကြတာမျိုးကို ပြောတာမဟုတ်ဘူးအလကားနေရင်အချောင်ပြီးပြောလို့ဓာတ်နဲ့ထိုးခံရပြီးတရတာတွေပုံကြီးနော်နောက်တစ်ခုကအတိုက်ရှိဖို့အတွက်အဲ့ဒီအပြင် ကြက်ကြက်တရီထားဖို့ကရန်ကုန်လိုဟာမျိုးမှာတာပြီးတရီထားရတယ်အဲ့ဒါဘာလို့လဲဆိုတော့မတော်တဆထိခိုင်းမှုပတ်စကားကူတာဆာပတ်စကားရှိတာကဆာမောင်ရင်တို့လက်တွဲတွဲလောင်းလေးပါလေးညာလေးနဲ့ခိုးစီကြ အဲ့လိုနဲ့တဖုံးမဟုံးတင်နေရတွေအများကြီးအရေးပေါ်မှာနှိမ့်စင်ရောက်တယ်မဟုတ်လို့မစေးရုံအရေးပေါ်ဌာနမှာလက်ပြီးတော့ပြောချင်တာကမတော်တဆဖြစ်မှုအဲ့ဒီမတော်တဆမှုမှာမင်းကိုတိမင်းကိုမင်းတို့တိတ်တိပေးချင်တာကဘာလဲဆိုတော့ပြောရင်းကနေမတော်တဆဖြစ်တရံလွဲမှာနော်နှိမ့်စင်နေတိုင်းနေ့တိုင်း15ဦးထပ်မနေရောက်တယ်အရေးပေါ်မှာ တချို့ကလူစံမမီတော့တဲ့ထီကျိုးသွားတယ်ပဲ့သွားတယ်မျက်စိကွယ်သွားတယ်နည်းနည်းပေါ်ပါဖလားလေးနဲ့ခုတ်လိုက်လို့နှစ်ဖူးပဲ့သွားတယ်ဒါမှမဟုတ်တချို့ကားမှောက်သွားတယ်အပျော်လွန်တာတွေပျော်တာတွေတကြံတွင်းက၃လေးရက်အဲ့ဒီ၃လေးရက်တွင်ဘဝပြတ်သွားတယ်ဒါကြောင့်မင်းတို့ကြက်ကြက်တတိထားမတော်ဆဖြစ်သွားစေနဲ့အသံညာဆောင်တာတတိဒါမှမတော်ဆဖြစ်တာလူတွေကတချို့တော်တော်များများဟာသူများဖြစ်တဲ့ကိစ္စကိုသူများထိပောင်းရင်ကိုပေါက်လိုက်မယ်လို့ထင်တယ် သူထီပေါက်ရင်ငါပေါက်လိုက်မယ်လို့ကန့်ကိုယုံတယ်အာကိုတယ်ဒါကြောင့်လည်းထိုးနေကြတယ်ထီထိုးနေတယ်ဒါပေမဲ့လို့သူများကားတိုက်လို့ရှိရင်ငါလည်းကားတိုက်နိုင်မှာလားလို့ဘယ်တော့မှမတွေးဘူးအဲ့ဒါအတိကျရင် ကိုယ့်အတွက်တကွာခြံထားတယ်ဟုတ်လားသူလည်းသဘာဝပဲအဲ့ဒါတော့မင်းတို့သိဟာဘူးကတကြံသွဲမှာအဲ့လိုဒုက္ခိတတွေဖြစ်တတ်လို့ကိုယ်လည်းဖြစ်သွားတတ်တယ်ငါလည်းဖြစ်သွားနိုင်တယ်တတိထားပါဆိုလိုတာကသူများဖြစ်တာကိုကိုယ်လည်းဖြစ်တယ် ူများကောင်းတာဖြစ်လို့ကိုယ်မှကောင်းတာဖြစ်နိုင်တယ်ဒါ ਉਹ တော့လက်ခံတယ်အဲဒီလိုပဲသူများမှဒုက္ခရောက်လို့ကိုယ်လည်းမတော်တဆရောက်ရှင်ရောက်နိုင်တယ်ဆိုတာကိုအဲဒီလိုသိလို့ရှိရင်တရိကလိုက်မင်းအသက်ရှိလာနိုင်မယ်အဲဒီလိုမင်းလုပ်ကြည့်ပါဒါကြောင့်ဘောကတိုးတက်ဖို့တယ်ကမအရေးကြီးတာကအသက်ရှိဖို့တော်တော်အရေးကြီးရယ်နော်နောက်တစ်ခုကလူငယ်စိတ်ဓာတ်မျိုးဆက်တက်ထဲမှာပြောတယ်ပေါင်းသင် မင်းကြီးဝါကျင်လားတိုးတက်ကျင်လားမင်းပေါင်းစဲနေတဲ့လူတွေရဲ့အလားအလာဘယ်တော့ရှိလဲဆိုတာကြည့်အဲ့ဒါအဲ့ဒီလူတွေဟာဘာလို့လဲဆိုတာကြည့်မင်းအဲ့ဒီထက်မြင်များမမြင်လို့မရဘူးအလုံးစုံမြင်လက်လုံးမဲဒီထက်မြင်လို့မရဘူးပဝင်းကျင်ကားကောင်တွေအကုန်လုံးကဘာမှမသိညာမှမသိစံဖက်ပင်ဖက်ဟေးလာဝါလာလုံးနေတယ်မင်းအဲ့ဒီကောင်တွေနဲ့ပြောနေတယ်ဆိုရင်မင်းဟာတိုးတက်ဖို့လာလာမရှိတော့ဘူးသို့တော်တစ်ခုရှိရတာက ကြေကြေတိထားဖို့ကတနေ့တုန်းကဆရာကြီးဦးဝဲမောင်ကိုအင်တာဗျူးလုပ်တယ်။စာပေပိုင်းမှန်ကဆရာကြီးဦးဝဲမောင်ဆိုတာတိတ်တော်တဲ့ပုံပေါ်ရှိသူပြုခဲ့တဲ့ကျမ်းတွေဟာအလေးနက်တွေကြီးပဲအဲ့ဒါနဲ့သူ့ရဲ့ဗီဇာနဲ့ပုံဝန်ကျင်အကြောင်းနဲ့ပတ်သက်ပြီးမေးခွန်းမေးလိုက်တယ်။မေးလိုက်တာကဆရာကြီးလို့ဗီဇာနဲ့ပတ်ဝန်ကျင်သူငယ်တယောက်တိုးတက်ဖို့အတွက်ဘယ်သင်းကပိုရည်ကြီးလဲပေါ့။သူကပတ်ဝန်ကျင်ဆိုတာလည်းပါတယ်ဗီဇာဆိုတာလည်းပါတယ်ကိုအောင်သင်။သူပြောတဲ့ချက်တော့ဥပမာဆိုပါတော့ ကလေးတယောက်ငငယ်တုန်းကတရီကောင်းတယ်သူ့ဘဝင်ကျင်လည်းမိဘလည်းကောင်းတယ်ဆက်ကောင်းလည်းရှိတယ်ဒါပေမဲ့တနေ့ကြောင်းသွားရင်ကျောင်းမနေရင်ကနေနည်းနည်းလေးကြီးလာတော့မကောင်းတဲ့အကောင်တစ်ကောင်တယောက်တယောက်နဲ့ပေါင်းပြီးလို့ပြက်သွားတယ်ဆိုပါတော့သူ့ကိုပဝင်းကျင်ဖြတ်တယ်လို့ဆိုရမှာပေါ့ဟုတ်တယ်ဆရာအဲ့ဒီလိုပဲပြောရမှာပေါ့မဟုတ်ဘူးကောင်တဲ့မကောင်းတဲ့ပေါင်းတဲ့ကိုကြိုက်နေတာကသူကမှဗီဇလေးပါလာတယ်အဲ့ဒါမပါရင်သူဘယ်လိုပဲကြိုက်လို့ရမလဲဆိုလိုတာကခေါင်းနေနာခေါင်းတော့ နွားဆိုတာနွားနဲ့ပဲတွဲတယ်ဂျိုးကုန်းရှိရာဂျိုးထောင်းမလားဆိုတာလို့ပေါ့ तू ကဂျိုးကုန်းနဲ့တွားပြီးတော့တွဲတဲ့ကိစ္စကို啊 तू ကလည်းဂျိုးလေးနည်းနည်းကုတ်နေလို့ဖြစ်မှာပေါ့ပြန်စစ်စေးပါမဲမှာပဝန်းချင်းအဲ့ဒီလောက်မကောင်းတဲ့ညံညံနဲ့ပေါ့ညံနဲ့အပေါင်းအသင်းတွေနာမည်တွဲရတာပျော်မွေ့နေတယ်ဆိုရင်မဲမှာအဲ့ဒီဗီဇာလေးပါတယ်နည်းနည်းလေးဖြစ်ဖြစ်ငွေ့ငွေ့လေးဖြစ်ဖြစ်ပါတယ်အဲ့ဒီဗီဇာကိုချက်ချင်းပြအောင်လုပ်ပါ ပြောင်းလို့လို့တော့မရဘူးပေါ့နော်ပြုတ်ပြင်မှာဖြုံးပြပါအဲ့ဒီမှာမကောင်းတဲ့ပတ်ဝန်းကျင်နဲ့သွားတွေ့တယ်ပတ်ဝန်းကျင်ချက်ချင်းပြောင်းပြပါအဲ့ဒီလိုမဟုတ်ပန်းနဲ့မပြောင်းနိုင်ဘူးဆိုရင်တော့အဲ့ဒီမင်းပတ်ဝန်းကျင်မှာပဲမင်းမြုပ်ပြီးတော့ဘဝတိုးတက်ဖို့မလုံးနိုင်ပါနဲ့တော့သူတို့ခြားထဲမှာပဲမင်းနေသွားတော့နေသွားတော့ဒီတိုင်းကမတက်နဲ့တော့ကိစ္စမရှိဘူးနော်လောကကြီးကလည်းမင်းတို့လူမျိုးတွေကိုတိတ်မလို့ခြင်းမအောင်အစောကြီးတွေကလည်းမပူပါဘူးတကယ်ပြောတာနော် ရောဂါကြီးကလည်းညံ့တဲ့လူတွေစောစောတင်ရဲ့နှမျောတဲ့များထင်နေလား။ကောင်းတဲ့လူတွေစောစောတင်ရဲ့လားနှမျောတာဟုတ်လား။ပြောရင်းတဲ့အသေးပဲကမင်းအိဘွားထဲမှာမြုပ်သွားတာ။နောက်တော့လောကကြီးမှာခိုင်တဲ့ခိုင်တဲ့လူနဲ့အခိုင်းခံရတဲ့လူဟာအခိုင်းခံရတဲ့လူဟာပိုများတယ်။အဲဒီတော့မင်းအဲ့ဒီအခိုင်းခံရတဲ့လူတွေပါသွား။သွားပါရပါတယ်။မင်းတော့ဘာမှမလုပ်ဘူး။ အောက်တန်းကြဖို့ဆိုတာ yoza နေဖို့မလိုပါဘူးတနေ့ငါဟာအောက်တန်းကြရမယ်ကွာလို့အတိတ်ထံဖို့မလိုပါဘူးဒီအတိုင်းကြသွားမှာပါဒါကြောင့်မို့ပေါင်းသိမ့်ပတ်ဝန်းကျင်ကိုသတိထားပါအပေါင်းသိမ့်ပတ်ဝန်းကျင်ကငါပြောအောင်မယ်ညာခက်ငယ်ငယ်တော့အကြောင်းပြေးတာငယ်ငယ်တော့တော်တော်ကိုလိမ်မာတာစာတော့ဘာလို့တော်တော်ကို조사တာ6တန်းရောက်တဲ့ခါကျတော့ထုံးမွေဆိုတဲ့ကောင်ခုထိမှတ်မိတယ်ဒီကောင်တိတ်လားရှင်လားမသိပါဘူးတော့အကောင်မှာတနေ့ကျတော့ तू ကတော့မှငွေနေလူရတဲ့ပေါ့ အိမ်ကပတ်ဆက်ခိုးလာတာနဲ့တူတယ်။ငွေတကြပ်ပါလာတယ်။ငွေတကြပ်ဆိုရအမင်းတို့စိတ်ထဲမှာပေါ့ပေါ့ထင်နေတယ်။ငွေတကြပ်ဆိုရပတ်ဆက်ဟာငါတို့ခင်မှာတုံးလို့မကုန်ဘူး။တကြပ်ဆိုရဘိုးဘိုးအောင်ပတ်ဆက်ကြနေရပဲ။တုံးလို့မကုန်နိုင်ဘူး။အဲ့ဒီမှာလဖေးရည်လည်းတောက်တက်တာမဟုတ်ဘူး။ဟိုတယ်လည်းတက်တက်တာမဟုတ်ဘူး။တို့ကတော့သမင်းတုပ်စာ၊ကြံရိုးဆုပ်တာရှိတာကို။နောက်ကမင်းကျော်ထပြီ။တံပတ်ပေးတဲ့မော်တော်ကားလေးသုံးမှုပေးရတယ်။အဲ့ဒါဝယ်ပြီးဖျားဖို့သွားပြီးတော့ကြောင်ပြေးတယ်။အဲ့ဒီကောင် စပြီးပေးလိုက်တဲ့ training ကနောက်အကြောင်းပြေးကျင်လာတယ်ဒါပေမဲ့သူကြိုက်လိုက်တဲ့ကိစ္စမှာကိုလည်းဗီဇလည်းနည်းနည်းပါလာလို့ပေါ့